မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းတန့်ဆယ်မြို့နယ်မှာကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခတ်ခဲ့ရာအရာရှိတအုပ်အပါအဝင်စစ်ကောင်စီတပ်သား၈ဦးတေဆုံးပြီးတော့လက်နက်နက်လက်သိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ2ရက်နေ့မှာတပ်ဆယ်မြို့နယ်အတောကြီးရွာမှာအထိုင်းချတပ်ဆွဲထားတဲ့စစ်သားနဲ့ပြူစောတိများဟာ တဲကုန်းကြီးရွာဘက်ကိုကင်းလက်ရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာနှစ်ပွင့်နဲ့ဘိုးအရာရှိတော်ဝပါဝင်စစ်သားနဲ့ပြူစောတီရှေ့ဦးတေဆုံးကလက်နက်နှစ်လက်သိမ်းဆီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုတန့်စင်မြို့နယ်ဘက်ကဖာတိုက်နယ်နှစ်ဘက်ကဖာရေးဦးဘက်ကဖာနဲ့ပီအလေပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်ဖုံမြို့နယ်မှာ PDF များကိုလက်ပြဘုံနဲ့လာရောက်ပြစ်သွင်းတိုက်ခတ်ခဲ့တဲ့ထမ်းမင်ကုန်းရွာယာအိမ်မှုအောင်မိုးခိုင်ပြက်လဲပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ10ရက်နေ့ညနေ6:55မိနစ်ခန့်မှာအုတ်ဖုံမြို့နယ်တိမ်မြုပ်ရွာအခြေဆိုင်ခမရ6ကနေထွက်လာတဲ့ထိုင်းမေကုန်းကြီးရွာရာအိမ်မှုအောင်မိုးခိုင်ဟာချောင်းဝကေရွာနယ်တရနှပြားလိန်ရွာကြားမှာရှိတဲ့လမ်းပိုင်းမှာတာယာဝတီခန်တရင်33ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့ကရဲဘော်များကိုလက်ပစ်ဘုံနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလက်ပစ်ဘုံပြစ်သွင်းတိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ခဲ့ခြင်းကြောင့်ရာအိမ်မှုအောင်မိုးခိုင်ကိုတော်လိုင်းရဲဘော်တွေကပြန်လည်ပြစ်ခတ်တိုက်ခိုက်ရာ ဥကောင်တဲ့တယ်ကိုတနက်ကြီးစံ၃ချက်ထိမှန်ပြီးတော့နေရမာတဲ့ပွဲချင်းပြီးတေဆုံးကလက်ပြုံတလုံးကိုလည်းတိမ့်စီနိုင်ခဲ့တယ်လို့သိရပါဗျ။တေဆုံးသွားတဲ့ရာယမှုအောင်မိုးခိုင်ဟာ စစ်မှုရန်ဟောင်းတအုပ်ဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ထောက်တိုင်အမာခံတအုပ်လည်းဖြစ်တယ်လို့သိရပါဗါး၎င်းဟာခမရ6မှာနေထိုင်ပြီးတော့တော်လိုင်းတပ်ဖွဲ့များရဲ့အချက်အလက်များကိုစုံစမ်းထောက်လှမ်းခြင်းပြည်သူများထံကနေပြီးတော့စစ်မှုထမ်းခြင်းဆိုပြီးတော့ငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအကြမ်းဖက်စစ်တပ်နဲ့အတူပေါ်တာဆွဲဖမ်းဆီးခြင်းရုံးမအတွင်စစ်ကြောင်းထိုးရမှာလဲလမ်းပြပေးခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗါးရအိမ်မှုအောင်မိုးခိုင်က ရဲဘော်တွေထိုင်နေတာကိုမြင်ပြီးတော့လက်ပြဘုံနဲ့လှမ်းပြတာပါသူပြတာကိုရဲဘော်တယောက်ကမြင်ပြီးတော့သတိပေးလို့တစ်ပင်နာကတ်ပြီးတော့ရှောင်လိုက်တော့ထိခိုက်တဲ့သူတော့မရှိဘူးဒီကောင်ကအဲ့လိုပြစ်ပြီးတော့တုတ်ချေတင်ပြီးထွက်ပြေးတာရဲဘော်တွေကလည်းဝိုင်းလိုက်ပြီးတော့ပြစ်ကြတာမှာခေါင်းကိုကြည်စံသုံးချက်မှန်ပြီးတော့တေသွားပါတယ်သူ့အကိုအုတ်ကြီးဂျော့စ်ကိုလွန်ခဲ့တဲ့နှစ်နှစ်လောက်ကကျွန်တော်တို့ဘက်ကရှင်းလိုက်ကြတဲ့ကမတည်ဘဲနဲ့အဲ့ဒီကောင်က ခမာယာ6မှာသွားပုံနေတာ စစ်ခွေးတွေနဲ့ရွာကိုပြန်လာပြီးတော့စစ်မှုထမ်းကြီးတွေကောက်တယ်လူငယ်တွေကိုလည်းစစ်ခွေးတွေနဲ့ပေါ်တာဆွဲတယ်အဲ့ဒီလိုတွေလုံနေတဲ့ကောင်းမလို့တာယောက်တွေချန်တရင်၃၈၃၅နဲ့တခွဲလေးမြေအောက်ပြောက်ကြတဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်တာယောက်တွေချန်တရင်၃၈၃၅နဲ့ တပ်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်စစ်ကောင်စီတပ်သားများအပြင်စစ်ကောင်စီရဲ့တောက်တိုင်များကိုပါအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်အသိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့အထွတ်ကောင်းမှုတော်ဖျားအနီးမှာဆက်ချေးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်ကနှစ်ဦးပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁ရက်နေ့ညနေ၄နာရီခန့်မှာသကိုင်းမြို့ကောင်းမှုတော်ဖရားအနီးသကိုင်းရွှေဘိုခရိုင်ချင်းဆက်လမ်းပေါ်မှာလုံခြုံရေးကင်းယူထားတဲ့စစ်သားများကခရီးသွားကားတွေစီကနေပြီးတော့စက်ကြီးကောက်နေတဲ့အချိန် Burmese Revolution Force BRF တပ်ဖွဲ့ကရဲဘော်များကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားတအုပ်နဲ့ပြူစောတီတအုပ်ပွဲချင်းပြီးတိုက်ဆုံပြီးတော့ကျန်တဲ့၃ဦးဟာအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ်စစ်ခွေးအရာရှိကြီးတကောင်ကကောင်းမှုတော်ကိုလာမန်ဖို့လို့ကင်းဆောင်ရင်းနဲ့ဆက်ကြီးကောက်နေကြတာအဲ့ဒီနေရာကကားတွေကိုလည်းချောဆွဲတာငွေညစ်တာတွေကိုလည်းလာလာလှုပ်လေရှိတယ်တက်မ33ကနေထွက်လာပြီးတော့လမ်းရဲ့ဘဲညာမှာကားသုံးစီးရပ်ထားပြီးတော့ကင်းဆောင်နေကြတာပါအ ਨੇ စုံ12ရက်လောက်တော့ကြောမင်းအဲ့ဒီစစ်ခွေးတွေကိုမိုင်းဆွဲခဲ့တာပါနှစ်ကောင်ကတော့တခါတည်းသေးတယ်သေးတဲ့ထဲမှာသုံးပိုင်းပြတ်သွားတာတကောင်ပါတယ်သုံးကောင်ကတော့ဒဏ်ရာရသွားတယ်လို့ Burmese Revolution Force BRF တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ် ်အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်တမ33နဲ့ကနေပြီးတော့စစ်ကားတွေနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းပေါ်မှာတွာလာနေတဲ့ကားတစီးကိုပြစ်ခတ်ခဲ့ရာရေမောင်းတအုပ်ကြီးစံထိမှန်တေဆုံးသွားတယ်လို့သိရပါဗါးအလားတူပဲမေလ30ရက်နေ့ကလည်းသခိုင်းတမ33ကလက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင့် Burmese Revolution Force BRF ကရဲဘော်တအုပ်ကြားဆုံးခဲ့တယ်လို့သိရပါဗါး အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကြာဆုံးခဲ့မှုကိုလက်စားချေတဲ့အနေနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်အာဏာရှင်အမြင့်ပြည့်ရေးဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ BRF တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာငလျင်တန်တဲ့အဆောက်အုံကိုဖြိုချရာကနေအချိန်လွန်ပြီးတော့လမ်းမဘောကိုပြိုကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ2ရက်နေ့မနက်ပိုင်းမှာအောင်မြေသာဆန်မြို့နယ်82လမ်းနဲ့14လမ်းလမ်းမပေါ်မှာရှိတဲ့ငလျင်တန်တင်တဲ့အဆောက်အုံတစ်လုံးကိုစက်ရမ်းတရားများနဲ့ဖြိုချခဲ့ရမှာအချိန်လုံပြီးတော့လမ်းမပေါ်အထိပြိုကျသွားတယ်လို့သိရပါတယ်အခုလိုမျိုးပြိုကျမှုကြောင့်ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်တိုက်ကပြိုကျတော့မှာမဟုတ်ရန်တရားတုံးပြီးတော့ဖြိုချတာပြိုတာတော့မဟုတ်ဘူးဖြိုချလိုက်တာမှအချိန်လုံပြီးတော့လမ်းပေါ်အထိပြိုကျသွားတာပါလူတော့ထိခိုက်မှုမရှိဘူးလို့မြန်မာနိုင်ငံလူမှုကွယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံးကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ် ်မန္တလေးမြို့ပေါ်မှာငလျင်တန်ခံထားရတဲ့အဆောက်အုံပေါင်း၄၀၀ဝန်းကျင်ရှိပြီးတော့ပတ်စံတတ်နိုင်တဲ့သူတွေကတော့စက်ရန်တရားများနဲ့ဖြိုချတာတွေရှိသလိုပတ်စံမတတ်နိုင်တဲ့သူတွေဟာလည်းလူငားပြီးတော့ကိုတူကိုရဆက်နေတဲ့ဖြိုချခြင်းများကိုလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်ကိုတူကိုရဆက်နေတဲ့ဖြိုချနေရမှုကြောင့်မေလ31ရက်နေ့ညနေ9:50မိနစ်ခန့်မှာချိုင်းအိတ်သာဆန်မြို့နယ်26လမ်းနဲ့လမ်း60တောင်းမှာရှိတဲ့မြင်းကလေးတန်းခံထားရတဲ့ ်လေးတက်တိုက်အဆောက်အုံတစ်လုံးဖြိုချဖျက်ဆီးနေတဲ့အချိန်ပြိုကျသွားခဲ့ရာအသက်18နှစ်အရွယ်အမျိုးသားတအူးတေဆုံးပြီးအသက်40အရွယ်အမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲမေလ30ရက်နေ့မွန်လွဲတနအိကံမှာလည်းမန္တလေးမြို့ချိုင်းအေးသာဆန်မြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားမှာရှိတဲ့ငလျင်တန်တဲ့နယ်အဆောက်အုံတစ်လုံးကိုဖြိုချတဲ့အချိန်မှာဆလတ်ပြင်ပြိုကြပြီးတော့အမျိုးသားနှစ်ဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ရွှေမုံထောကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းအောင်စီးနှင်းကပြည်သူတချို့ကိုတပ်ဖြတ်ပစ်ပြီးတော့ TNL ရူနီဖောင်းတွေပေးဝတ်ထားကဝါရဖြတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့က အကြမ်းဖက်စစ်တပ်ကရွှေမုတ်ထောကြီးရွာအတွင်းမှာရှိတဲ့ပြည်သူများကိုဝင်းရောက်တပ်ဖြတ်ကပြည်သူ45ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်ခန်းအသူများထဲမှာဖခင်ရဲ့နာရီအတွက်တိန့်ဆောင်နေရကနေရွာကိုပြန်လာပြီးတော့ဖခင်ရဲ့အတုပကိုမိတဲ့ကြိုတဲ့လူငယ်တအုပ်လက်ပါဝင်နေတယ်လို့ဒေသခံများထံကသိရပါဗျ။ရွာတွေကသူတချို့ကိုပြစ်တက်ပြီးတော့ TNL uniform တွေကိုဝစ်ပေးခဲ့တာပါရွာသား45ယောက်လဲဖမ်းသွားပြီးတော့ကျွဲတွေနှွားတွေပါဆွဲသွားခဲ့တာ ပြစ်ဒဏ်ခံရတဲ့သူတွေထဲမှာဖခင်နာရေးကိုတုတ်တမ်းမှကြိုပြီးတော့ပြန်လာတဲ့ပါးတယောက်လဲပါပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်တပ် lobby များရဲ့ဝါဒဖြန့်တဲ့ channel တွေမှာတော့အကြမ်းဖက်စစ်တပ်ကပြည်သူတို့ချို့ကိုတတ်ဖြတ်ပြီးတော့ DNA uniform တွေကိုပေးဝတ်ပြီး ဓာတ်ပုံလေးရိုက်ယူကတီအန်အယ်ရဲဘော်များရဲ့အလောင်းများကိုရရှိထားတယ်ဆိုပြီးတော့သတင်းအမှားများနဲ့ဝါရဖြန့်ချီလျက်ရှိတယ်လို့ဒေသခံပြည်သူများကပြောနေကြပါတယ်။အဲ့ဒီကြေးရွာထဲမှာရှိတဲ့ပြည်သူများကိုတောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တီအန်အယ်ကစေဘေးရှောင်ရန်တိုးတင်ပြောထားတော်လဲရွာသားတချို့ဟာစေဘေးရှောင်ရန်နေရာအခက်ခဲနဲ့စားဝတ်နေရေးပြဿနာများကြောင့်စေဘေးမရှောင်နိုင်ကြဘူးလို့ဒေသခံများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မိုးသည်ထန်စွာရွာသွန်းမှုကြောင့် AOD မြစ်ရေမြစ်တက်လာမှုနဲ့အတူမြစ်ကြီးနားမြို့ရဲ့မြေနေပိုင်းရက်ွက်တွေမှာရေဝင်ရောက်မှုတွေရှိလာတဲ့အတွက်ဒေသခံတွေကိုနေရာရွှေ့ပြောင်းပေးရတာတွေရေပေးတဲ့နယ်ပြည်သူများအတွက်ရက်ွက်အလိုက်ယာယီရေပေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေပေးတဲ့နယ်ပြည်သူများအတွက်ရက်ွက်အလိုက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားပြီးတော့နေအိမ်အတွင်းမှာပိတ်မိနေတဲ့တက်ကြီးရွယ်အုံများကိုလူမှုကူညီကယ်ဆယ်ရေးအသင်းများကကူညီကယ်ဆယ်မှုများကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ AR မြေဖြားပိုင်းဒေသများမှာမေလ24ရက်နေ့ကစတင်ပြီးတော့ဗိုလ်သည်ထံစွာရွာသွန်းခဲ့ပြီးမြေရင်မြေတလာကမြေကြီးနာမြို့မှာရေကြီးရေရှာမှုများဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ရေမဝင်သေးတဲ့တချို့နေရာများလဲအစင်သိပြင်ထားကြပါရေကဖြည်းဖြည်းချင်းတက်နေပါတယ်။ ်ရေးစားဝင်တာနဲ့ဖြစ်နိုင်ရင်ကြိုတင်ပြီးတော့ရှောင်စီခြင်းပါတယ်ဒီလိုမျိုးမြေကြီးတက်လာနိုင်ပေမဲ့လူမှုကူညီရေးကယ်ဆယ်ရေးအသင်းတွေမှာတော့ကယ်ဆယ်ရေးပစ္စည်းတွေမလုံလောက်တဲ့ပြဿနာတွေရှိနေပါတယ်မြေကြီးနာမြေကြီးအခြေအနေကစိုးရိမ်ရေးအမှတ်1200စင်တီမီတာကိုရောက်ဖို့နှစ်လက်မှသာလိုတော့တယ်လို့ကူညီကယ်ဆယ်ရေးပြုလုပ်သူတအုပ်ကရှင်းပြထားပါတယ်ရေးပေးကယ်ဆယ်ရေးစခန်းများကိုကြက်ပေါင်ချန့်ရက်ကွက်မှာရွှေစုပန်းဖုံးကြီးကျောင်းနဲ့အမကမူလွန်ကျောင်းလေကုန်းရက်ကွက်မှာအမတ်တဲ့မူလွန်ကျောင်းဇီးလွန်အထက်ကဆက်နေကျောင်းရန်ပူရက်ကွက်မှာ မာမကဖုန်ကြီးကြောင့်အရကတဲ့ចောင်းခွဲအောင်သိတိဖုန်ကြီးကြောင့်ရွှေဘိုကြောင့်မြို့တက်ကြီးရက်ကွက်မှာအောင်စီရန်အောင်ဖုန်ကြီးကြောင့်မြင်းမြင့်ရက်ကွက်မှာမြင်းမြင့်ဖုန်ကြီးကြောင့်တို့ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့မနေ့ကနေ့လယ်ပိုင်းမှာတော့မြေကြီးနာမြို့မှာအေယော်ဒီမြေကြီးလေးလက်မှခန့်ပြန်လည်ကြာဆင်းနေပြီလို့လဲကချင်ပြည်နယ်ရဲ့ဘိုးလေဝသနဲ့ဇလဗေဒကထုတ်ပြန်ထားပါတယ်။ဒါအပြင် ်မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာမိုးအလွန်များပြီးတော့မြေရေတွေဟာစိုးရိမ်ရေအမှတ်နှီးပါအထိကိုရေတက်နေပြီးတော့မိုးကလည်းဆက်လက်ပြီးတော့ရွာသွန်းဖို့ရှိနေတာကြောင့်အေယာဝတီနဲ့ချင်းတွင်းမြေအောက်ဘက်ပိုင်းဒေသတွေအနေနဲ့ရုတ်တရက်ရေကြီးရေရှမ်းတာတွေဖြစ်လာနိုင်တယ်လို့ဘိုးဇလပညာရှင်တွေကသတိပေးနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်နိုင်နေသောရှေးတန်းခြေကုံစခန်းမှာရှိတဲ့ခမရ3-2တပ်ရင်းကစစ်မှုထမ်းအပတ်စဉ်၈တင်းတန်းစင်းတပ်သားတဲ့နှစ်ဦးဟာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂ရက်နေ့ကခမောက်ကြီးမြို့နယ်နိုင်နေသောရှေးတန်းခြေကုံစခန်းခမရ3-2တပ်ရင်းကအပတ်စဉ်၈ တနန်းစင်းစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်များကိုယူဆောင်လာခြင်းမရှိဘဲကော့တောင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုစင်မင်းသူဟာတာယာဝတီခရိုင်မှာနေထိုင်သူဖြစ်ပြီးတော့အမတ်တုံးတက်မတော်တမ်းမြေလေးချင်ရေးတင်နန်းကျောင်းမှာစစ်မှုထမ်းအပစင်၈ကိုတက်ရောက်ခဲ့ရကနောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့တပ်ဌာနဟာခမောက်ကြီးမြို့နယ်နန်းနတ်တုံးရှေတန်းအခြေကုတ်စခန်း ခမရ၃လေးနဲ့တိုက်ရင်ဖြစ်တယ်လို့သိရပါဗျ။စစ်မှုရန်တပ်သားတဲ့ကိုနေမျိုးထွန်းဟာရခိုင်ပြည်နယ်တောင်ကုန်းမြို့ကဖြစ်ပြီးတော့အမှတ်၃တန်းမြဲလေ့ကျင့်ရေးအကြောင်းမှာစစ်မှုရန်အပတ်စဉ်ရှစ်ကိုတက်ရောက်ခဲ့ရကခမရ၃လေးနဲ့တိုက်ရင်ရဲ့ရှေ့တန်းစခန်းကိုပို့ဆောင်ခန့်လိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့နှစ်ယောက်စလုံးကလက်နက်တွေတော့မပါပါဘူး။လက်နက်တွေကချောင်းထဲကိုလွတ်ပစ်ခဲ့တယ်လို့ပြောပါတယ်။ အလင်းဝင်လာတဲ့နှစ်ယောက်စလုံးကတော့စစ်မှုထမ်းတင်တန်းစင်အပတ်စဉ်ရှစ်ကပါဂုံပြူစုငွေကတော့လက်နဲ့မပါလို့မပေးပါဘူးအလင်းဝင်လာတဲ့နှစ်ဦးစလုံးကဘယ်လိုမျိုးချိတ်ဆက်ပြီးတော့အလင်းဝင်လာလဲဆိုတော့ဖုန်းနဲ့ဆက်သွယ်လာတာပါအလင်းဝင်လာတဲ့သူနှစ်ဦးကိုလုံခြုံစိတ်ချတဲ့နေရာမှာထားထားပါတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်အင်းဘလူးကပြောပြထားပါတယ်ပြည်သူရင်ဝင်ကိုခိုးလုံလာမဲ့စစ်ကောင်စီတပ်သားများရှိပါကကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုဆက်သွယ်နိုင်တယ်လို့အသိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ